ဒီနေ့မှမျှဝေပေးခြင်းတာပါတော့ Google AI Studio ကိုအသုံးပြုပြီးတော့ဓာတ်ပုံကနေပြီးတော့ဗီဒီယိုအဖြစ်ပြုလုပ်တဲ့နေ့လေးကိုဒီနေ့မှမျှဝေပေးမှာဖြစ်ပါတယ်ဒီနေ့ပညာလေးကိုစတင်ဖို့အတွက် Chrome browser တွေကိုတစ်ချက်နှိပ်ပြီးတော့ဝင်လိုက်ပါဒီနော်ဒီပေါ်နာမှာ အချက်နှိပ်လိုက်ပါပြီးလို့ရှိရင် Google AI Studio ဆိုတဲ့ Saturn လေးကိုဒီပေါ်မှာရိုက်ထည့်လိုက်ပါကျွန်တော်ကတော့ဒီမှာရိုက်ပြီးသားရှိတဲ့အတွက်မရိုက်တော့နော် Google AI Studio လို့ရိုက်ထည့်လိုက်ပါပြီးရင်တော့ Google AI Studio website တွေကိုနှိပ်ပြီးတော့ဝင်လိုက်ပါပြီးရင်ဒီနေရာရောက်လာပြီဆိုရင်တော့ဒီဘောနာကမြင်းကြောင်း၃ကြောင်းတဲ့နေရာလေးကိုနှိပ်ပါဒီနေရာမှာတစ်ခုရှိရတာကမိတ်ဆွေတို့ကဒီ Chrome browser ထဲမှာ Google AI studio တွေကိုတခါမှမဝင်ဘူးဆိုရင်တော့ Gmail အကောင့်ကိုအသုံးပြုပြီးတော့ဒီနေရာမှာ sign in လုပ်ပြရမှာဖြစ်ပါတယ်။ကျွန်တော်ကလုပ်ပြီးသားဖြစ်တယ်သူကမလုပ်ရတော့ဘူးနော်။ sign in လုပ်တာတော့သိမှတ်ခံပါဘူး။အဲဖုန်းနံပါတ်ရှိတဲ့ Gmail အကောင့်တစ်ခုကိုထည့်ပေးရမှာဖြစ်ပါတယ်။ပြီးရင်ဒီထဲရလာပြီဆိုရင်ဒီဘင်းကြောင်သုံးကြောင်နဲ့နေရာလေးကိုတစ်ချက်နှိပ်ပါ။ဒီအနာက generate media ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်လိုက်ပါ။ ပြီးရင်အပေါ်နာကိုဆွဲတင်လိုက်ပါဒီနေရာရောက်လာလို့ရှိရင်တော့ဒီအောင်နာမှာဒီလိုမျိုးလေးပေါ့နော်အဲဗီဒီယိုလေးကိုဒီနေရာမှာမပေါ်သေးဘူးဆိုလို့ရှိရင်တော့ခဏဆောက်ပေးပါပေါ်လာပြီဆိုရင်အဲဗီဒီယိုကိုတစ်ချက်နှိပ်လိုက်ပါပြီးရင်အပေါ်နာကိုနည်းနည်းလေးဆွဲတင်လိုက်ပါပြီးရင်တော့ဒီနေရာမှာအဲကျွန်တော်ဒီမှာတက်ပုတ်ရင်ထည့်မယ်နော်ဒီမြားလေးကိုနှိပ်ပြီးတော့ကျွန်တော်ဓာတ်ပုံတစ်ခုကိုထည့်မယ်ပြီးရင်ဒီလိုလေးပေါ်လာရင်အလော့ အမေးဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်ပါပြီးရင်ဖုံးတဲ့ကဓာတ်ပုံလေးကိုကျွန်တော်ဒီနေရာမှာထည့်မယ်အဲဒီနေရာမှာမစ်ဆွေတို့ပြုတ်လို့မဲ့ဓာတ်ပုံကိုနှိပ်လိုက်ပါတပုံကိုဒီမှာထည့်ပြီးွားပြီဆိုလို့ရှိရင်တော့တပုံကိုထည့်ပြီးွားပြီဆိုရင်တော့ဒီနေရာမှာဒီတပုံကိုကိုကဘယ်လိုပြုတ်လို့ချင်းလဲပေါ့နော်ကိုပြုတ်လို့ချင်းတဲ့ အမူအရာအတိုင်းကိုကျွန်တော်ဒီနေရာမှာစာရေးထည့်ပေးရမှာဖြစ်ပါတယ်။ဥပမာအားဖြင့်ပေါ့နော်။ဒီဓက်ပုံကအဲစကားပြောတာလိုချင်တာလားဒါမှမဟုတ်ရင်မျက်နှာအမူအရာပေါ့နော်။ကြီးနေတာပဲလိုချင်တာလား။လိုက်ပြီးကြီးနေတာပဲလိုချင်တာလား။တချို့ဓက်ပုံတွေဆိုလို့ရှိရင်ဒီဟိုကလမ်းသွားနေတာတော့ပြေးနေတာတော့ပေါ့နော်။ဒီလိုမျိုးကိုလိုချင်တဲ့ပုံစံကိုဒီမှာစာရေးထည့်ပေးရမှာဖြစ်ပါတယ်။ ဒီနေရာမှာကျွန်တော်ကတော့ရေးပြီးသားစာရှိတဲ့အတွက်အဲ့စာလေးကို copy ယူပြီးတော့ကျွန်တော်ဒီမှာ paste လုပ်ပြီးထည့်လိုက်မယ်။မိတ်ဆွေတို့ကမိတ်ဆွေတို့ထည့်ခြင်းတဲ့စာကိုဒီနေရာမှာရေးထည့်မယ်ဆိုရင်လည်းရေးထည့်လိုက်ပါနော်။ဒါမှမဟုတ်လို့ရေးပြီးသားပါနော်အဆင်သင့်ရှိတယ်ဆိုရင်လည်း copy ယူပြီးတော့ဒီနေရာမှာထည့်လိုက်ပါ။ပြီးရင်တော့ဒီနေရာလေးကိုအဲမြားလေးကိုတစ်ချက်နှိပ်လိုက်ပါ။အဲဒီလိုလေးသွားနေပြီဆိုရင်တော့ဒီနေရာမှာကျွန်တော်တို့ခဏဆောက်ပြရမယ်။ အဲဒီပေါ်မှာဒီလိုပုံလေးပေါ်လာပြီဆိုရင်တော့ရည်ပေါ့နော်ကျွန်တော်တို့ကဒါကိုကျွန်တော်တို့ထောင်းမယ်ဆိုလို့ရှိရင်တော့အဲဒီညာလေးကိုနှိပ်ပြီးတော့ကျွန်တော်တို့တစ်ချက်ထောင်းအောင်မယ်အဲဒီလိုလေးဖြစ်သွားပြီဆိုရင်တော့ရည်ပေါ့နော်ကျွန်တော်ဖွင့်ကြည့်ခြင်းနဲ့ဆိုရင် open ကိုတစ်ချက်နှိပ်မယ်အဲဒီညာလေးကိုတစ်ချက်နှိပ်မယ် အဲဒါတော့ကျော်တို့ရေးထဲတဲ့ပုံစံလေးအတိုင်းပါနော်အေးအိုင်ကနေပြီးတော့ကျော်တို့ကိုစကားပြောနေတဲ့ပုံစံလေးပေါ့နော်ဗီဒီယိုဖန်တီးပေးရတာပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုကျော်တို့ကဒေါနာဘီဘီဖြစ်တဲ့အတွက်ကျော်တို့ဖုန်းထဲကိုရောက်သွားပြီပေါ့နော်ကျော်တို့ကပြန်ပြီးတော့အသုံးပြုခြင်းနဲ့ဆိုရင်လည်းအသုံးပြုလို့ရပါပြီဒီလောက်ဆိုရင်တော့ကျွန်တော်မစ္စမြကိုကဲ AI Studio ကိုအသုံးပြုပြီးတော့ဒီပုံကနေဗီဒီယိုပြလို့ဖန်တီးတဲ့နေကိုသဘောပေါက်လိုက်မယ်လို့ယုံကြည်ပါတယ် ဒီနေ့မှတော့ဒီလောက်နဲ့ပဲညနာခင်းပြပါ။